SK မလေးစကားပြော channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုမှာတော့အားနာတယ်လောဘကြီးတယ်ကတ်ဆေးနေတယ်ရဲ့ရောတယ်တဝန်တိုးတယ်မနာလိုတာဖြုံးတီးတယ်ခြွေတာတယ်စတဲ့စကားလုံးတွေကို မလေးလိုဘလို့ပြောလို့ရတယ်ဆိုတာကိုလေ့လာတွားရမှာဖြစ်ပါတယ် like and subscribe နေထားဖို့လည်းတောင်းဆိုချင်ပါတယ်။အားနာတဲ့ဆိုတဲ့စကားလုံးကိုမလီလို့စကန်စကန်စကန်လို့ခေါ်ပါနဲ့။အားနာတဲ့ရှင်းချောက်တဲ့ဆိုရွံ့တဲ့ဆိုတဲ့အဓိပ္ပာယ်လည်းဖြစ်ပါတယ်။ဘုမာစာကြောင်းအနေနဲ့ Dear Sagan ဘုတ္တဗုဒ္ဓညာ Dear Sagan untuk bertanya dia suraka du sekan suraka anare suyode so untuk suraka dua bertanya suraka mimnya nabi pare dia sekan untuk bertanya du mimnya ya maku mana nire suyo so nire sude so ting bepi pare Nokta upama wajah terjauh ini saya segan membuat susah awak. Saya segan membuat susah awak. Saya suraka jono segan suraka anare mau buat susah. No sepia mau. Anare sudah tipe pipare. Saya segan membuat susah awak. Minggu no sepia mau. အားနာနေပါတယ်ဆိုတဲ့အတိပ္ပေဖြစ်ပါတယ်။နောက်ထပ်ဝါကျတကြောင်းနေနဲ့အာမနာပါနဲ့ဆိုတဲ့စကလုံးကိုမလေးလို့ဂျာငန်လာစကန်စကာဂျာငန်လာစကန်စကာအာမနာပါနဲ့ဆိုတဲ့အတိပ္ပေဖြစ်ပါတယ်။နောက်ထပ်စကလုံးတစ်လုံးနေနဲ့တော်ပါကြီးတယ်ဆိုတဲ့စကလုံးဖြစ်ပါတယ်။ လောဘကြီးတယ်ဆိုတဲ့စကားလုံးကိုမလေးလို့တာမတာမလို့ပြောလို့ရပါတယ်။ဥပမာဝါကျနေနဲ့ဒီယော orang yang tama dia sura katu orang sura ka yu yang tama sura ka လောဘကြီးတဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်။ဒီယော orang yang tama ဆိုတော့ သူကလောဘကြီးတဲ့လူဖြစ်ပါတယ်ဆိုတဲ့တိပ္ပိဖြစ်ပါတယ်နောက်ထပ်ဥပမာစာကြောင်းတစ်ကြောင်းအနေနဲ့စီကသမိုက်သူဘိုလ်လေးမရောစကန်ဘူဘုံငန်ကီတာစီကသမိုက်သူဘိုလ်လေးမရောစကန်ဘူဘုံငန်ကီတာ ီကပ်ဆိုတာကအကျင့်စရိတအမှုအကျင့်ဖြစ်ပါတယ်ဓမ္မဆိုတာလောဘကြီးတဲ့စီကပ်ဓမ္မဆိုတော့လောဘကြီးတဲ့စိတ်လောဘကြီးတဲ့အကျင့်ကဘိုလေမရစကန်ပျက်စီးစေပါတယ်ပျက်စီးနိုင်ပါတယ်ဆိုရင်ဒိဋ္ဌိဖြစ်ပါတယ်ဘိုဘုံငတ်ဆိုတာကဆက်ဆိုင်ရေကိတ္တဆိုတာကငါတို့ရဲ့ကျွန်တော်တို့ရဲ့ တွေတည်ပြီးဖြစ်ပါတယ်နော်ဆိုတော့အပြည့်စုံနေတဲ့စီကပ်တမအီတူဘိုလီပါရစာကန်ဘုံဘငတ်ကီတာလောဘကြီးတဲ့အချင်းကမာတို့ရဲ့ဆက်ဆံရေးကိုပျက်စီးစေတတ်ပါတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် နောက်တစာကြောင်းတစ်ကြောင်းကတော့ဒီစငတ်တမသူဉာဏ်လောဘကြီးတယ်ဆိုရတိပဲဖြစ်ပါတယ်ဒီဆိုရကသူစငတ်ဆိုရကအလောအယံတမဆိုရကလောဘကြီးတယ်ဒီစငတ်တမဆိုတော့သူဉာဏ်လောဘကြီးတယ်ဆိုရတိပဲဖြစ်ပါတယ်နောက်တစာကြောင်းတစ်ကြောင်းကတော့ပရမိုင်းတမအကန်ဘဝမှာဆလာ ပရငိုင်းဆိုတာကအကျင့်စရိုက်ဘိုးဆူဆောကပေါ်ကစီကပ်နဲ့ခတ်စင်စင်ဖြစ်ပါတယ်။ဓမ္မဆိုတာကလောဘကြီးတယ်။အကံဆိုတာကလိမ့်မယ်။မံပါဝါဆိုတာကတဲဆောင်ပါတယ်။မာစာလဆိုတာကပြတ်တော်ပါကြည်တယ်အချင်းစရိုက်ကပြဿနာတွေကိုတည်ဆောင်လာတတ်ပါတယ်ဆိုတဲ့အတိပ္ပယ်ဖြစ်ပါတယ် နောက်ထပ်စကလုံးတစ်လုံးအနေနဲ့ကတ်ဆေးနေတယ်ဆိုတဲ့စကလုံးကိုလေ့လာရမှာဖြစ်ပါတယ်။ကတ်ဆေးနေတယ်ဆိုတဲ့စကလုံးကိုမလေးလို့ good 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 ကိုလို့ခေါ်ပါလေ။နောက်တစ်လုံးအနေနဲ့ locate 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 လို့လည်းပြောဆိုသုံးလုံးလို့ရပါတယ်။ဥပမာဝါချာနေတယ် orang kedekut akan menjadi miskin. Orang kedekut akan menjadi miskin. Orang kedekut suraka kasinerelu akan menjadi suraka pilengme miskin suraka seyere kasinerelu ga seyelengme sure deibemu lo sochin phit par de. Nau tha wacha anine jangan kedekut jangan kedekut jangan kedekut kasih menewane sudah di bebi pare nota upamani ne kedekut gila kedekut gila ตองยังกัสซีเน่เดซองยังกัสซีเน่เดสุดที่เป็นผีบาดเดนอกจากสักลงตะลงนี่เด ခြွေတာတယ်ဆိုတဲ့စကားလုံးဖြစ်ပါတယ်ခြွေတာတယ်ဆိုတဲ့စကားလုံးကိုလေးလို့ဂျီမတ်ဂျီမတ်ဂျီမတ်လို့ခေါ်ပါတယ်ဥပမာစာကြောင်းနေတယ် Dear Sora Yang Ji Mat Dear Sora Yang Ji Mat သူဒီခြွေတာတတ်တဲ့လူတယောက်ဖြစ်ပါတယ် သူဟာချွေတာတဲ့လူတယောက်ဖြစ်တယ်ဆိုတဲ့အသိပဲဖြစ်ပါတယ်။ဒီယေဆရာခတ်သူဆိုအရာယံဂျီမတ်ဆိုအရာဆရာခတ်သူတယောက်ယံဂျီမတ်ဆရာခတ်ချွေတာတော့ဖြစ်ပါတယ်။ယံဆရာခတ်တော့တဲ့ဆိုတဲ့အသိပဲဖြစ်ပါတယ်နော်။ဒီယေဆိုအရာယံဂျီမတ်ဆိုတော့သူကချွေတာတဲ့လူတယောက်ဖြစ်တယ်လို့ပြောဆိုခြင်းဖြစ်ပါတယ်။ နောက်ထပ်ဥပမာစာကြောင်းကတော့ဂျီမတ်ဝမ်ဂျီမတ်ဝမ်ဓမ္မဟိဂျီမတ်တွေ့ဆိုပြီးတော့လည်းပြောလို့ရပါတယ်ဂျီမတ်ဝမ်ပက်ဆန်ချွေတာလေဆိုရင်ဒီပင်ဖြစ်ပါတယ်နောက်တစ်ကြောင်းကတော့ဂျီမတ်မာဆာဂျီမတ်မာဆာအချင်းကိုချွေတာလေအချင်းကိုတက်တာလေဆိုတဲ့ဒီပင်လည်းဖြစ်ပါတယ် နောက်ထပ်စကားလုံးတစ်လုံးကတော့ဖြုံတီးတယ်ဆိုတဲ့စကားလုံးဖြစ်ပါလေဖြုံတီးတယ်ဆိုတဲ့စကားလုံးကိုမလေးလိုမမ်ပါစေမမ်ပါစေအမောရင်ပါစေလို့လည်းပြောလို့ရပါတယ်ဖြုံတီးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဥပမာစာကြောင်းနေနဲ့ဂျန်ဂန်ဝစီကန်ဝါဂျန်ဂန် စေကန်ဝါသတိဖြင့်တုံ့လို့ရပါတယ်ပိစကိုမဖြုံးပါနဲ့ဆိုတဲ့အိပယ်ဖြစ်ပါတယ်နောက်ထပ်ဥပမာစာကြောင်းတစ်ကြောင်းကတော့ဂျာငန်ပါစေကန်မာဆာဂျာငန်ပါစေကန်မာဆာတို့တုံ့လို့ရပါတယ်အချိန်ကိုမဖြုံးတီးပါနဲ့ဒီအိပယ်ရပါတယ်နောက်ထပ်စကလုံးတစ်လုံးကတော့ရဲ့ရိုးတယ်ဆိုတော့စကလုံးဖြစ်ပါတယ် ရက်ရောတယ်ဆိုတဲ့စကားလုံးကိုမလေးလို့ပမ္မူရာပမ္မူရာပမ္မူရာလို့ပြောလို့ရပါတယ်ဥပမာဝါချအနေနဲ့ဓာတုဆိုင်ရစောရံရံစံတ်ပမ္မူရာဓာတုဆိုင်ရစောရံရံပမ္မူရာကိုပြောလို့ရပါတယ် ကျွန်တော်ရဲ့အဖိုးကအင်မတန်မှရဲ့ရောတဲ့လူတယောက်ဖြစ်ပါတယ်ဆိုတဲ့ဒိဗေနဲ့ပြောဆိုခြင်းဖြစ်ပါတယ် Dear Santiyasa Mandema kepada Romana Yatim Dear Surakatu Santiyasa Suraka Mira Mandema Suraka Ludan de Taupan de kepada Suraka Atwet ဘုမအနာရတင်ဆိုတာကမိဘမဲ့ကိဟာဖြစ်ပါတယ်ဒီရစတိယဆာမန္တမကပဒရမအနာရတင်သူအမြဲတမ်းမိဘမဲ့ကိဟာကိုထောက်ပံ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ချောင်းအနေနဲ့ဒီရမပူညာဤအတိယံပမောရာဒီရမပူညာဤအတိယံပမောရာ ဒီရဆရာကသူမပညာကြီးဆရာကပိုင်ဆိုင်တယ်ဟာတိယံပမောရာဆိုတော့ရေရောတဲ့စိတ်ထားရေရောတဲ့အတဲ့နှလုံးဆိုတဲ့တိပြည့်ဖြစ်ပါတယ်တဲ့မပညာကြီးဟာတိယံပမောရာဆိုတော့သူကရေရောတဲ့နှလုံးသားပိုင်ရှင်ဖြစ်တယ်ရေရောတဲ့စိတ်ထားရှိတယ်ဆိုတဲ့တိပြည့်ဖြစ်ပါတယ် နောက်တာစကလုံးကလုံးနေနဲ့မနာလိုဘူးဆိုတဲ့စကလုံးဖြစ်ပါတယ်မနာလိုဘူးဆိုတဲ့စကလုံးကိုမနေလို့ဂျမ်ဘူရူဂျမ်ဘူရူဂျမ်ဘူရူလို့ခေါ်ပါတယ်မနာလိုဟိုတော်ဖြစ်တာဆိုတဲ့စကလုံးကိုနောက်တာစကလုံးတစ်လုံးအနေနဲ့อีรีฮัตติอีรีฮัตติอีรีฮัตติโลเลပြောလို့ရပါတယ် နော်တလုံးအနေနဲ့ဒန်ဂီဒန်ဂီဒန်ဂီလို့ပြောလို့ရပါတယ်နောက်ဆုံးတလုံးအနေနဲ့ဟာဆတ်ဟာဆတ်ဟာဆတ်ဆိုပြီးတော့လည်းပြောလို့ရပါတယ်အားလုံးပဲစင်ပြေကြပါစေခင်ဗျာ